ရှင်အနန္တဆိုတာဘုရားဘာသာဝင် သူတော်စင်တွေအားလုံးလောက်နေနေသိကြတယ်။မြတ်စွာဘုရားရဲ့ညီတော်ဝန်ကွယ်မြတ်စွာဘုရားကိုအလုတ်ကျွေးပြုပြီးတော့ဣတရက်၅ဌာန်ဖြင့်ချီးကျူးမြှောက်စားခြင်းခံရတဲ့ပုဂ္ဂိုလ် ရှင်အနန္ဒာဟာသာသနာတော်မှာအလွန်ထင်ရှားတဲ့ယဟန်တော်တော်ဖြစ်သည့်အတွက်ကြောင့်ရှင်အနန္ဒာအကြောင်းတော်ဤပိသာဖြစ်ကြလိမ့်မယ်ရသော်ဘုရားဘုရားဖြစ်သူရောက်ပြီးပထမအချိန်ကပိလဝုနေပြည်တော်သို့ကြွားရောက်တဲ့အခါမှာ သုဒ္ဓရဏမင်းတရားကြီးကနေပြီးတော့ရသော်ဘုရားရဲ့အချမ်းရံဖြစ်တာဂဝိမင်းသားတွေရံဖြစ်ဖို့တိုက်တွန်းတယ်အဲဒါကြောင့်မို့လို့ကပိလုနေပြည်တော်မှာရှိတဲ့တာဂဝိမင်းသားတွေဟာရသော်ဘုရားနောက်တော်အလိုက်ပါပြီးတော့ရဟန်းပြုကြတယ်အဲ့ဒီထဲမှာ ရှင်နာတော်ကအုတ်စုတစုပေါ့ရှင်နုရုဒ္ဓတို့ရှင်ဗတ္တိယတို့ရှင်ခိမိလာတို့ရှင်အာနန္ဒာတို့ဆိုတာတိုင်ကဝိမင်းသား6ယောက်ကအုတ်စုတစုရသော်ဘုရားကပိလုကနေပြီးဝေသာလိကြီးကြွသွားတဲ့အခါနောက်တော်ကနေလိုက်ပါပြီးဘုရားနောက်လိုက်သွားကြပြီးတော့သင်္ကန်းဝတ်ခဲ့ကြတယ် အဲ့တော့ရှင်အနန္ဒာဆိုတာရသော်ဘုရားရဲ့ဖွားဘက်တော်စည်င်းထဲမှာအာဘောကာယဆံရွှေကံလို့အတူကောင်းလုပ်ထားတယ်ထင်မယ်အာဆိုတာရှင်အနန္ဒာကိုပြောတာပေါ့ဘောကတော့ဗောဓိပင်ပေါ့ကာကကာလူဒာယီယကယတောဒရာဆံက မြင့်တော်ကမောင်ဆန်းရွှေကရွှေဦးကြီးလေးလုံးရသော်ဖေရအလောင်းတော်မွေးဖွားလာတာနဲ့တပြိုင်နက်အဲ့ဒီပုဂ္ဂိုလ်များနဲ့ဗောဓိပင်တို့ရွှေဦးကြီးတို့ဆိုတာရသော်ဖေရမွေးဖွားလာတဲ့နေ့မှာစတင်ပေါ်ပေါက်လာလို့ဖွားဘက်တော်လို့ဒီလိုပြောကြတယ်ဟုတ်အဲ့တော့ရှင်အနန္ဒမထေရမြတ်ကလည်းမြတ်စွာဘုရားနဲ့ဖွားဘက်တော်လို့ဆိုတော့ ဘုရားနဲ့တက်တူတက်တော်ရွယ်တူလို့ဒီလိုမှတ်ရအဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့တခါတော့ကဆရာတော်ကြီးနှစ်ပါးဆွေးနွေးတဲ့အကြောင်းအရာလေးတစ်ခုရှိတယ်ဆရာတော်ကြီးတပါးပြောတယ်မြတ်စွာဘုရားနဲ့ဖွားဘက်တော်တွေလူသားအနေနဲ့အာနန္ဒာရှိတယ်ကာလူတ္တရာရှိတယ် ယသောတရားရှိတယ်သာဏဆိုတဲ့မြင်းတော်ကအမတ်ရှိတယ်အဲ့ဒီပုဂ္ဂိုလ်ဗေဒင်ဆရာကလေးကနေပြီးတော့ဇာတာဖွဲ့ကြည့်လိုက်မယ်ဆိုလို့ရှိရင် တနေ့တည်းတစ်ချိန်တည်းဖွာတာဆိုလို့ရှိရင်ဇာတာကွင်တူးမနေဘူးလားအေးဇာတာကွင်တူးနေတဲ့အထက်မှာတိတ်တထမင်းသားတစ်ပါးသာလင်ဖျားဖြစ်ပြီးတော့ဇန္တာတွေကဖျားမဖြစ်ဘူးတဲ့ ဇာတာကွင်တူးနေတယ်ဆိုလို့ရှိရင်လည်းအကုန်လုံးဖျားဖြစ်ရမယ့်ဂိမ်းပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ဆရာတော်ကြီးနှစ်ပါးဆွေးနွေးကြတာကြားဘူးတယ်ဆရာတော်ကြီးတစ်ပါးပြောတယ်ဖျားနဲ့ဖွားဘက်တော်တနေ့တည်းတစ်ချိန်နဲ့ဖွားလို့ဇာတာကွင်တူတဲ့ပုံကိုယ်တွေကဖျားလာရင်ဘုရားလောင်းတာလည်းဘုရားဖြစ်ပြီးခြံတဲ့ပုဂ္ဂိုလ်တွေကဘုရားမဖြစ်ဘူးဒီထက်မှ တပိဿံတကောင်ကလည်းပါသေးတယ်လေကန္တကမြင်းဆိုတာအဲ့တော့ဇာတာကွင်တူရဲ့တန်းနဲ့ဘာဖြစ်လို့ဖျားမဖြစ်တာတော့ဒါကြောင့်မို့လို့ဝိရင်ကိန်းခန်းနေဆိုတာယုံစရာမရှိဘူးလို့ဆရာတော်ကြီးကအဲ့လိုပြောဆရာတော်ကြီးတပါးအဲ့လိုပြောတယ်ဝိရင်ဆိုတာဘယ်လိုမှယုံစရာမရှိဘူးအကယ်၍တိတ္တရမင်းသားဖျားဖြစ်ရင်ဉာဏ်တဲ့ပုဂ္ဂိုလ်တွေလည်းဒီဇာတာကွင် ဒီနေ့ဒီရက်မွေးကြတာဆိုတော့အာလုံးဘုရားဖြစ်တဲ့နေပေါ့အဲ့ဒါလို့ဘေရင်တွေကိုယုံကြည်မရှိဘူးလို့ပြောတော့ဆရာတော်ကြီးတော်ကမိတ်တယ်ကိုရောတဲ့ပရိတ်ကြီးမရပဲနဲ့စွာကျဲစွာကျဲနဲ့ပြောမနေနဲ့ပြောလိုက်တော့သူ့ကိုပရိတ်ကြီးမရဘူးလို့ပြောလိုက်တော့အဲ့ဒီဆရာတော်ကဟာကိုလူဘယ်လိုတုံးပြောပါအောင်ပရိတ်ကြီးမရဘူးဆိုတာဘာတော့ ဆိုတော့တရေကြီးတဲ့မဲ့ပါရမောလာတဲ့ပူရင်တံဘောရိတံပါရီဆိုတာဘုရားဖြစ်ဖို့ရာအတွက်ပါရမီတွေကိုစီးပူအားထုတ်ထားတဲ့ပုဂ္ဂိုလ်မှဘုရားဖြစ်တော့မဘောခွားပဲတော်ခြင်းတူယုံတဲ့ဘုရားပဲဖြစ်မလို့ဒါကြောင့်မို့ကိုရောပရိတ်ကြီးမရဘူးလို့ပြောတာတဲ့ဘေးတင်ဂိမ်းခန်းနဲ့ကြည့်လိုက်မယ်ဆိုလို့ရှိရင် ဇာတာကွင်တူးနေရင်အကျိုးပေးခြင်းမတူတင်ဘူးလားအေးအဲ့ဒါကြောင့်မလို့ဆရာတော်ကြီးတပါးကတော့အဲ့ဒီထဲမှာတဲ့ပါရမီဆိုတာရှိသေးတယ်ပေါ့ဒီနေ့ဒီရက်မွေးပေမဲ့လို့ဘုရားဖြစ်ကြောင်းပါရမီတရားကောင်းတွေစုဆောင်းထားတဲ့ပုဂ္ဂိုလ်မှသာဘုရားဖြစ်နိုင်တော့မပေါ်လို့ဒီလိုဖြေကြဖြေတဲ့နော်အေးဒါလည်းပဲ မသားစရာတစ်ခုပေါ့နော်ပူရင်တံဘောရီတံပါရီဆိုတာဖရာလောင်းတော်တွေဟာပါရမီကိုဖြည့်ထားအဲ့တော့ရှေအနန္ဒဟာဖရာရဲ့ဘွားဘက်တော်ဖြစ်ပြီးရသော်ဖရာနောက်တော်ကနေလိုက်ပြီးတော့ရဟန်းပြုတယ်ဆိုတဲ့ချိန်မှာရသော်ဖရာဖရာဖြစ်တာက35နှစ်အရွယ်မှာဖရာဖြစ်တယ်ကပိလဝုပြေကြွတဲ့အခါကျတော့36 38ဆိုပါစို့ ဲ့တော့ရှင်အနန္ဒာက36နှစ်38နှစ်အရွယ်မှာသင်္ကန်းဝတ်တယ်အဲ့လိုသင်္ကန်းဝတ်ပြီးတော့ရှင်ဒေဝဒတ်တို့ရှင်နုရုဒ္ဓတို့ရှင်ဗတ္တရတို့နဲ့အတူတကွတောထွက်လာပြီးတော့ဘုရားထံသင်္ကန်းဝတ်ကြတယ်အဲ့လိုသင်္ကန်းဝတ်တဲ့အခါရှင်အနန္ဒာဟာပထဝပထမဝါတွင်မှာပဲသူတောတာပန်ဖြစ်သွား အဲ့တော့ရှင်အနန္ဒသောတာပန်ဘာကြောင့်သောတာပန်ဖြစ်သွားသလဲဘုသူတရားနာပြီး သောတာပန်ဖြစ်သွားသလဲလို့ပိဋကစာပေလိုက်လံပြီးတော့ကြည့်တဲ့အခါမှာတန်ရွတ်နိကေမှာအနန္ဒတုတ်ဆိုတာလေးရှိအဲ့ဒီအနန္ဒတုတ်မှာရှင်အနန္ဒကပြန်ပြီးတော့ပြောထားတာသူ့အကြောင်းသူ ပြန်ပြောထားတဲ့တုတ်ကလေးသူဘာဖြစ်လို့သောတာပန်ဖြစ်တယ်ဆိုတာ ဘုသူတရားနာပြီးတော့သောတာပန်ဖြစ်တယ်ဆိုတဲ့အကြောင်းကိုပြန်ဟောထားတာလေးရှိရှင်နန္ဒဟာတာဝတိပြည်ဇေရွန်အကြောင်းတော်မှာသတင်းသုံးနေတဲ့အချိန်မှာဓမ္မဂတိကအရာမှာဣတရေရတဲ့ရှင်ပုံနာဆိုတာရှိတယ်ပုံနောမန္တာနိပုတ်တော်လို့ မန္တန်ဒီပုံလေးမရဲ့သားဖြစ်တဲ့ရှင်ပုံနာဘုသူနာပရန္ဒမှာသာသနာပြုတဲ့ရှင်ပုံနာကတပါအခုဒီမန္တန်ဒီပုဒ္ဓပုံနာဆိုတာဓမ္မဂရိကအရာမှာဣတရေယသူကကပိလဝတ္တာအရှင်ကုဏ္ဍညာကြီးနဲ့တူအကြီးတော်တယ်ပေါ့ ကမဇ္ဇကြတရားဟုနာပြီးတော့ပထမဆုံးသောတပန်ဖြစ်သွားတဲ့အရှင်ကွဋ္ဌညရဲ့တူတော်တယ်။အမတန်ထူးချွန်ထက်မြက်တဲ့ပုဂ္ဂိုလ်တော်ဟာအဲ့ဒီရှင်ပုံနာရဲ့တရားကိုနာပြီးတော့ရှင်အနန္တဟာသောတပန်ဖြစ်တယ်။ဒါကြောင့်မို့ရှင်အနန္တကပြန်ပြောပြတယ်ယဟန်တွေကိုမရှင်တို့တဲ့အရှင်ပုံနာဟာ တို့အခုအမတန်မှခြေစူးပြုတဲ့ပုဂ္ဂိုလ်အလွန်ခြေစူးကြီးမားတဲ့ပုဂ္ဂိုလ်ပဲတို့လိုသာသနာပေါင်းဝင်းလာကစလူငယ်ရဟန်းငယ်တွေအတွက်အမတန်မှအားကိုးရတဲ့ပုဂ္ဂိုလ်ပဲတို့တွေဟာရှင်ပုံနာကတရားကိုအသေးစိတ်ရှင်းပြတာနာရလို့တို့တရားတို့တရားမြတ်ရခဲ့ရတယ်လို့ဆိုတဲ့အကြောင်းကိုရှင်းပြတဲ့ ရှင်ဘုံနာကဘလူတရားဟောခဲ့တာတုံးလို့ဆိုတဲ့ခံပါရှင်ဘုံနာဟောတဲ့တရားလေးကသူတို့မေးပြီးတော့ဟောတဲ့တရားလေးဥပါဒါယအာဟုသောအနန္တအတ္တမိတိဟောတိနောအနုပါဒယသူဟောတဲ့တရားလေးကရှင်းရှင်းလေးရဲ့ငါဆိုတဲ့အတွေးဟာ တစုံတစ်ခုကိုအမိပြုတ်ပြီးတော့မှပေါ်လာတာပါတဲ့အမိမပြုတ်ဘဲနဲ့မပေါ်ဘူးတဲ့လောကလူတွေငါဆိုတဲ့အတွေးငါဟာဆိုတဲ့အတွေးဒီအတွေးတွေဟာဘာကိုအစွဲမိပြီးတော့တွေးနေကြတာတော့ရှင်ပုံနာကရှင်းပြတယ်ငါရှင်အနန္ဒာငါဆိုတဲ့အတွေးဟာစွဲမိပြီးတော့ပေါ်လာတာတဲ့ မစွဲမိပဲပေါ်လာတာမဟုတ်ဘူးဘာကိုစွဲမိပြီးတော့ပေါ်လာတာတော့ဆိုလို့ရှိရင်ဟောဒီခန္ဓာ၅ပါးကိုစွဲမိပြီးတော့ပေါ်လာတာတဲ့ရုပ်ကိုစွဲမိပြီးတော့ငါဆိုတဲ့အတွေ့ပေါ်လာတယ်ခံစားချက်ကိုအမိပြုပြီးတော့ငါဆိုတဲ့အတွေ့ပေါ်လာတယ်စိတ်แท้ကမှတ်သားမှုဆိုတဲ့အမှတ်တင်ညာတွေကိုအစွဲပြုတ်ပြီးတော့ငါဆိုတဲ့အတွေ့ပေါ်တယ် အေးကြံတွေးခြင်းသိခြင်းစတဲ့စိတ်ရဲ့လှုပ်ရှားမှုဆိုတဲ့သင်္ခါရတွေကိုဆွဲပြုတ်ပြီးတော့ငါဆိုတဲ့အတွေ့ပေါ်လာတာအတိစိတ်လို့ဆိုတဲ့ဝိညာဉ်ကိုအကြောင်းပြုတ်ပြီးတော့ငါဆိုတဲ့အတွေ့ပေါ်လာတာမဟာတဲ့အဲ့ဒီရုပ်ဝေဒနာသင်ညာသင်္ခါရဝိညာဉ်လို့ဆိုတဲ့ခန္ဓာ၅ပါးကိုမမိဘဲနဲ့ငါဆိုတဲ့အတွေ့ဟာမပေါ်ဘူး ဒါလောကမှာလူတွေငါလို့ထင်မှတ်เสียရတခုငါဆိုတဲ့အတွေးဟာမာနအတွေးငါဆိုတဲ့အတွေးဟာတဏအတွေးအဲ့ဒီတဏမာနဆိုတဲ့ဒီအတွေးမှားယွင်းနေတဲ့အတွေးတွေဟာမိမိတို့တဏမာရှိတဲ့ရုပ်ဝေဒနာသင်ညာသင်္ခါရဝိညာဉ်ဓာတ်ဒီပေါ်မှာမိပြီးတော့ ဒါတွေကိုစွဲမိပြီးတော့ဖြစ်ပေါ်လာတဲ့အတွေ့တွေတဲ့ဥပမာလေးနဲ့ရှင်းပြတယ်လောကလူငယ်လူရွယ်တွေဟာ ကိုယ့်ကိုယ်ကို အလှပြင်တဲ့အနေနဲ့ခြင်းမုံတို့မှမြင်တို့မှကြည့်ကြတယ်အဲ့ဒီခြင်းမုံမှမြင်ကိုကြည့်ပြီးတော့မိမိရဲ့မျက်နှာရိပ်ကိုအပြည့်အနာစာရှိတယ်မရှိဘူးဆိုတာတွေကိုဆင်ញင် သုံးသပ်ကြတယ် အဲ့ဒါလို့ဆင်ရှင်သုံးသပ်လို့ရတယ်ဆိုတော့ယန္နာပုံရိပ်ကလေးဟာမှန်ဆိုတဲ့မိယာမရှိဘဲနဲ့ပေါ်လာပါမလားမပေါ်ဘူးမှန်ဆိုတဲ့မိယာနဲ့ပေါ်လာတဲ့အရေးဆိုတာအပေါ်မှာချိန်ပြီးတော့ငါဆိုတဲ့အတွေ့ဝင်တယ်လို့ပဲတဲ့ရုပ်ဝေဒနာတင်ညာသင်္ခါရလို့ဆိုတဲ့ဣမိတဏ္ဍမှာရှိတဲ့ခန္ဓာ၅ပါး ယုံ nant တရားတွေကိုမှီပြီးတော့ဒါလင်းငါဆိုတဲ့အတွေ့ပေါ်လာရတာပါဆိုပြီးတော့ရှင်ပုံနာကရှင်းပြတယ်ယုတ်ဆိုတာဘုန်းကြီးတို့တွေစဉ်းစားကြည့်ကိုယ်တဏ္ဍမှာယုတ်ဆိုတာဘယ်ဟာလဲလို့ဆိုရင်မျက်စိနားနာလျာကိုဆိုတာထင်ထင်ရှားရှားဒါယုတ်ပဲဟုတ်ကဲ့မိမိတဏ္ဍမှာရှိနေတဲ့ယုတ်ခန္ဓာကိုယ်ကြီး မျက်စိရှိတယ်နားရှိတယ်လျှာရှိတယ်ကိုယ်ရှိတယ်ပထဝီဆိုတဲ့မာမာပြောပြောမာမာအတုံခဲရှိတယ်အာဘောဆိုတဲ့ဖွဲ့စည်းထားတာရှိတယ်တေဇောဆိုတဲ့အပူအအေးတွေရှိတယ်ဝါယောဆိုတဲ့လေရှိတယ်အာဘောဆိုတဲ့အရေဓာတ်တွေရှိတယ်အဲ့ဒီမဟာဘုတ်၄ပါးနဲ့မဟာဘုတ်၄ပါးကိုပြီးပြီးတော့ဖြစ်နေတဲ့တဏ္ဍာပေါ်လွင်နေတဲ့ လူရဲ့တဏ္ဍမှာရှိနေတဲ့သဘာဝယုတ်တရားတဲ့အဲ့ဒီယုတ်တရားအမိပြုပြီးတော့ငါဆိုတဲ့အတွေ့ကိုပေါ်လာဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီယုတ်တရားကိုပြန်ပြီးတော့စစ်ဆေးရမယ်လေ့လာရမယ်ရှုမှတ်ရမယ်သူ့သဘာဝအတိုင်းမြင်အောင်ရှုရဒါဒီလိုမြင်တဲ့အခါမှာငါဆိုတဲ့အတွေ့ဟာကြောက်နိုင်တယ်ပေါ့ ဲ့ဒါကြောင့်မလို့ဘလို့ဆင်ရှင်သုံးသခိုင်းလို့ဆိုတော့အဲ့ဒီငါဆိုတဲ့အတွေးရဲ့စွဲမိရာဖြစ်တဲ့ရုပ်တရားကိုတည်တည်ချာချာစိတ်ငုပ်ပြီးတော့ကြည့်လိုက်မယ်ဆိုရင်ငါဆိုတဲ့အတွေးရဲ့မိရာဖြစ်တဲ့ရုပ်တရားဟာအမြဲတမ်းဒီတိုင်းရှိနေတဲ့တရားလားစာလို့ပြောမယ်ဆိုရင်နေစာလားအနေစာလားပေါ့ မြဲနေသလားမမြဲဘူးလားလို့ရှုမှတ်ခိုင်းအေရှင်အနန္ဒာတို့တရားနာနေတဲ့ပုဂ္ဂိုလ်တွေကို ရှင်ပုံနာကမေးတယ်။ဘာရှင်တို့ဟောဒီငါဆိုတဲ့အတွေးရဲ့ဆွဲမိရာဖြစ်တဲ့ယုတ်တရားလေးဟာမြဲသလားမမြဲဘူးလားလို့ဆိုတော့မမြဲပါဘူးခင်ဗျာ။မမြဲတာတော့ထင်ရှားတာပဲ။ မမြဲဘူးဆိုတာခက်ကြဲကြဲကြည့်လိုက်မယ်ဆိုလို့ရှိရင်တော့ခုလွန်ခဲ့တဲ့ဆယ်နှစ်တုန်းကနဲ့အခုဆယ်နှစ်ဟာမတူတော့တာသိကြတာပေါ့ကိုယ့်ကိုယ်ပြန်ပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်မြဲနေမယ်ဆိုလို့ရှိရင်ဘုန်းကြီးတို့တွေဟာမိဘဝန်းကနေမွေးဖွားလာပါစားကလေးအွယ်လေးပဲဖြစ်နေမှာပေါ့အဲ့တော့မမြဲဘူးထာဝရရွေးရှားနေတဲ့အရာသာဖြစ်တယ်ပြောင်းလဲပျက်စီးနေတဲ့အရာသာဖြစ်တယ်ဆိုတာထင်ရှားတယ်ပေါ့ အဲ့ဒါခက်လန်းလန်းခက်ကျဲကျဲတွေးပြီးတော့ကြည်တာစနစ်တစုစနစ်တစုကြည်လိုက်မယ်ဆိုရင်လည်းပဲစနစ်သားအရွယ်နဲ့20အရွယ်20အရွယ်နဲ့30 30နဲ့40 40နဲ့50 50နဲ့60 60ဟန်းနေ80မတူတဲ့အရွယ်တွေဖြစ်လာအဲ့ဒါကြောင့်မလို့ဒီယုတ်တရားရဲ့ပြောင်းလဲမှုတွေဟာဒါကတိတိတသာပြောင်းလဲမှု အေးမတိမတာပြောင်းနေတာကတော့စက္ကန့်တိုင်းစက္ကန့်တိုင်းမတိမတာပြောင်းနေတာတခါတည်းခုံကျော်ပြီးတော့ပြောင်းတာမဟုတ်ဘူးစင်ဆက်မပြတ်ပြောင်းနေတာစင်ဆက်မပြတ်ပြောင်းနေလို့ဒီအဆင့်ကိုရောက်လာတာဒါကြောင့်မလို့ယုတ်တရားတွေရဲ့ပြောင်းလဲမှုဆိုတာအခုမှဝုံတိုင်းပြောင်းတာမဟုတ်ဘူးတဲ့စက္ကန့်မလတ်နာရီမလတ် အမြဲတမ်းရွေ့ရှားပြီးတော့ပြောင်းနေတာဥပမာဗာနဲ့တူကြုံဆိုလို့ရှိရင်မြစ်ထဲကမြေကြီးတွေကိုကြည့်လိုက်အမြဲစီးနေတာမဟုတ်လားရပ်နေတဲ့အချိန်ဆိုတာမရှိဘူးမြဲစီးနေတယ်နောက်ထပ်တွေ့တာကရေအစ်စ်ခုနကမြင်လိုက်တဲ့ဟာက မရှိတော့ဘူးနောက်ထပ်ထိုင်ကြည့်နေမယ်ဆိုလို့ရှိရင်ပထမဆုံးမြင်လိုက်တဲ့ရေနဲ့ဒုတိယနောက်ထပ်ပြန်ကြည့်တဲ့ရေ တူမမတူတော့လား သို့တော့လည်းပဲရေရဲ့ပုံတရံကတူးနေသည့်အတွက်ကြောင့်မြဲတယ်လို့လူတွေကထင်တာအေးဒီမြေကြီးကမနေ့ကလည်းဒီရေတွေပဲဒီနေ့လည်းဒီရေပဲလို့ထင်တာတကယ်တော့မနေ့ကရေရှိသေးရဲ့လားမရှိဘူးအဲ့ဒီလိုရေဟာမနေ့ကရေမရှိတော့တယ်လို့ပဲခေါင်းကြီးတို့တွေရဲ့ခန္ဓာကိုယ်ဟာရုပ်ခန္ဓာကိုယ်ကြီးကလည်းမနေ့ကရုပ်ခန္ဓာမရှိတော့ဒီနေ့ရှိတာကော်ပီတွေကြီးပဲခေါင်း ပုံတူဖြစ်ကြရတာเนาะအများအားပြောင်းလဲပြီးတော့နေတာအဲ့ဒါကိုအသေးစိတ်ရှုမြင်ဖို့ယုတ်တရားဟာနေဆာလားအနေဆာလားဆိုတော့အနေဆာမှာအဲ့ဒီလိုအနေဆာဖြစ်တဲ့ယုတ်တရားဟာဒုက္ခလို့ခေါ်မလားဒုက္ခလို့ခေါ်မလားဘယ်သူခြေနဲ့မလုံးဘယ်သူမှမခြေနဲ့ဘူးခြေနဲ့เสียရမကောင်းတဲ့ဟာ ထာဝရပြောင်းနေတဲ့အရာကြီးသည်ချမ်းသာတဲ့အရာဘယ်လိုမှမဖြစ်ဘူးဆင်းရဲတဲ့အရာဒုက္ခခြေနှက်เสียမကောင်းတဲ့အရာသာဖြစ်တယ်။အေးအဲ့ဒါဆိုလို့ရှိရင်ခြေနှက်เสียမကောင်းဘူးဆင်းရဲတယ်ဒုက္ခဖြစ်နေတယ်ထာဝရပြောင်းလဲနေတယ်ဆိုတဲ့အရာကြီးကိုငါလို့သတ်မှတ်တာသိတော်ပါမလားလို့ဒီလိုသဘာဝယုံနံတရားတွေနဲ့ပတ်သက်ပြီးတော့ ဝိပဿနာဉာဏ်နဲ့ဆင်ញင်စဉ်းစားဖို့ရှင်ပုံနာတို့ကရှင်ပုံနာကရှင်အနန္ဒာကိုဒီလိုအသေးစိတ်ရှင်းပြတော့ပြအဲ့ဒါလို့ရှင်းပြပြီးတဲ့အခါကျတော့အဲ့ဒါလို့ထာဝရပြောင်းလဲနေတဲ့ရှုတရားကြီးဟာငါဟာလို့ငါဥစ္စာလို့ငါရဲ့အတ္တလို့ ဒီလို မသားဖို့စိတ်ထဲမှာမှတ်ယူထားဖို့မသိတဲ့တရားဖြစ်တယ်။အဲ့ဒါလို့တွေးလိုက်တာနဲ့မှန်ကန်တဲ့ဉာဏ်အမြင်နဲ့ဆင်ញင်စဉ်းစားလိုက်တာနဲ့တပြိုင်နက်ရုပ်တရားပေါ်မှာညီငွေမှုဆိုတာဖြစ်ပေါ်တယ်။ညီငွေတယ်ဆိုတာตาญาမှုကိုရှာမတွေ့တာကိုညီငွေတယ်လို့ခေါ်တယ်။ပြောเสียရတို့နှစ်သက်เสียရတို့ခြင်းနှက်เสียရတို့ဆိုတာမရှိတော့ဘူးတဲ့ အဲ့ဒါကိုနိဗ္ဗိန်တိညီငွေ့တယ်လို့ပြောတာထို့တူပဲလူတွေမှာနန္တရားအနေနဲ့ပြောမယ်ဆိုရင်ခံစားချက်တွေရှိတယ်ပျော်ရှင်တာလဲခံစားတာပဲဝမ်းနေတာလဲခံစားတာပဲအဲ့ဒီပျော်ရှင်မှုဆိုတာလည်းပဲသာဝရပြောနေတာဟုတ်ကဲ့လားအဲ့ဒီခံစားချက်တွေဟာလည်းပဲတည်မြဲနေတာမဟုတ်ဘူး ဲ့ဒါကိုရှင်ပုံနာကနေဝေဒနာဟာနေဆလာအာနေဆလာလို့ဆိုတော့အာနေဆပါပဲအဲ့ဒါလို့အာနေဆဆိုလို့ရှိရင်တဲ့ဒုက္ခလို့ခေါ်မလားဒုက္ခလို့ခေါ်မလားလို့ဆိုဒုက္ခလို့ပဲခေါ်ရမှာပါတဲ့အဲ့ဒါလို့ဒုက္ခဖြစ်ပြီးပြောင်းလဲတတ်တဲ့သဘာဝတရားကိုငါငါဟာလို့ရှုမြင်သုံးသပ်ပဲဆိုလို့ရှိရင်မသိတော့ဘူး ဒါကြောင့်မို့မှန်ကန်တဲ့အသိဉာဏ်နဲ့ရှုသိတဲ့ခံစားချက်ဝေဒနာဆိုတာဟာလည်းပဲငါလည်းမဟုတ်ဘူးငါဥစ္စာလည်းမဟုတ်ဘူးလို့ဆိုတာမှန်ကန်တဲ့ဝိပဿနာဉာဏ်အမြင်နဲ့ရှုရမယ်အဲ့ဒါလို့ရှုမြင်လိုက်တဲ့အခါမှာခံစားမှုပေါ်မှာตายာတွေ့တာမှုဆိုတာမလာတော့ဘူးတဲ့တို့တူပဲလူတွေမှာ အာယုံတစ်ခုကိုမှတ်ပြီးတော့တိတတ်တဲ့မှတ်တိစိတ်ဆိုတာလေးရှိပညာဟောအဲ့ဒီအမတ်တညာနဲ့ပတ်သက်လာလို့ရှင်လည်းပဲလူတွေကပြောတယ်ဘေးမညာကောင်းလိုက်တာမညာမကောင်းဘူးမှတ်မိတယ်မမှတ်မိဘူးတဲ့ပြောကြအဲ့ဒီမှတ်တယ်ဆိုတဲ့တညာတရားလေးဟာလည်းပဲလူတွေရဲ့တဏ္ဍာမှာအခုဖြစ်ပြီးတော့အခုပြတ်သွားတဲ့ သဘာဝတရားမျိုးသာ ဖြစ်သည့်အတွက်ကြောင့်နေဆာလားအနေဆာလားလို့ဆိုရင်မမြဲတဲ့အနေဆာသဘောသာဖြစ်တယ်။အဲ့ဒီမမြဲတဲ့အနေဆာသဘောတရားဖြစ်တဲ့တင်ညာဟာဒုက္ခလားဒုက္ခလားလို့ဆိုတော့ဒုက္ခပဲ။မမြဲရင်ဒုက္ခပဲသူက။အေးမမြဲတဲ့ပြောင်းလဲတတ်တဲ့သဘာဝတရားကိုငါလို့ပြောလို့မသိတော့ဘူးဒါကြောင့်မို့လို့ငါဟာမဟုတ်ဘူးငါမဟုတ်ဘူးဆိုတော့ မှန်ကန်တဲ့အသိဉာဏ်နဲ့ရှုမှတ်ဆင်ခြင်ပွားများရမယ်လို့အဲ့ဒါလို့ရှုမှတ်ဆင်ခြင်ပွားများလိုက်တဲ့အခါမှာတင်ညာဆိုတဲ့မှတ်တိစိတ်ပေါ်မှာငါငါဟာဆိုတဲ့အတွေ့အ리မလာလို့တွေ့တာမှုမရှိတော့ဘူး။တာယာပွဲဆိုတာရှာမတွေ့တော့ဘူး။ညင်းငွေလာတယ်။ထို့တူပဲသင်္ခါရဆိုတာ ကြံတွေးမှုတို့ဂျူပန်အထုံမှုတို့စိတ်ဆော်မှုတို့အတိညာဏ်တို့စတဲ့စိတ်ရဲ့အခြေအနေတွေအဲ့ဒီသင်္ခါရတရားတွေပေါ်မှာလည်းမိမိစိတ်ထဲမှာဖြစ်ပေါ်လာတာတွေရှိတယ်။အဲ့ဒီဖြစ်ပေါ်လာသမျှအရာတွေဟာလည်းပဲတခုမှမြဲနေတာမရှိသည့်အတွက်ကြောင့်အလုံးဟာအနိစ္စတွေကြီးပဲ။အဲ့ဒီအနိစ္စတွေမမြဲတဲ့အရာမှန်သမျှဟာဒုက္ခပဲ။ ဒုက္ခဖြစ်တဲ့အရာမှန်သမျှအတ္တမဟုတ်ဘူးဒါကြောင့်မို့ငါငါဥစ္စာလို့မရှိသင့်တဲ့တရားတွေအဲ့တော့မမြဲတဲ့အရာတစ်ခုကိုငါဟာမဟုတ်ဘူးငါမဟုတ်ဘူးဆိုတဲ့မှန်ကန်တဲ့အသိဉာဏ်နဲ့သာရှုမှတ်ရမယ်လို့ဒီလိုရှင်ပုံနာကအသေးစိတ်ရှင်းပြအသိစိတ်စိတ်ဆိုတဲ့ဝိညာဉ်လေးဟာလည်းပဲစဉ်ဆက်မပြတစိတ်ပြီးတစိတ်တစိတ်ပြီးတစိတ် အမတန်မှလင်မြန်တဲ့နှုံနာနဲ့ပြောင်းရွှေ့ပြည့်စည်ပြီးတော့နေတယ်အဲ့ဒါလို့လင်မြန်တဲ့အဟုန်နဲ့ဖြစ်ပြီးပြည့်နေတဲ့အသိစိတ်ကလေးကိုလည်းပဲမြဲတာမဟုတ်သည့်အတွက်ကြောင့်အနိစ္စမမြဲသည့်အတွက်ကြောင့်ဒုက္ခပြောင်းလဲတတ်တဲ့သဘောရှိသည့်အတွက်ကြောင့်ငါဟာလို့မရှိတဲ့တဲ့တရားပဲဒါကြောင့်မို့ အတိစိတ်ဆိုတဲ့ဝိညာဉ်ကိုလည်းငါမဟုတ်ဘူးငါဟာမဟုတ်ဘူးဆိုတဲ့မှန်ကန်တဲ့အတိပညာနဲ့ဝိပဿနာဉာဏ်နဲ့ရှုမြင်ရမယ်လို့ရှင်ဘုံသားကရှင်းပြတယ်။အဲဒါလို့ရှုမြင်လိုက်ရင်ဘယ်လိုအကျိုးတွေရတော့ဆိုတော့ရုပ်ဝေဒနာသင်ညာသင်္ခါရဝိညာဉ်လို့ဆိုတဲ့ဒီခန္ဓာ၅ပါးအပေါ်မှာတဏှာနဲ့တွေ့တာตายမှုဆိုတာမလာတော့ဘူး။ ုနကပြောခဲ့တဲ့မှားရင်းနဲ့အတွေးတွေဝင်းမလာနိုင်တော့ဘူးဝင်းမလာနိုင်တဲ့အခါမှာဒီပေါ်မှာညင်းငွေ့လာညင်းငွေ့လာတဲ့အခါကျတော့တွေ့တာမှုတွေကင်းပြတ်လာတွေ့တာမှုကင်းပြတ်လာတာနဲ့တပြိုင်နက်စိတ်ကလေးဟာကိလေသာအတွေ့အတာတွေအလုံးကနေပြီးတော့လွတ်မြောက်ပြီးတော့သွားတယ်လို့ဒီလိုရှင်းပြတော့အဲ့ဒီတရားကိုနာရင်ရှင်အနန္ဒာဟာသောတပန်ဖြစ်ပါ ဲ့ဒါလို့သောတာပန်ဘဝ38နှစ်အရွယ်လောက်မှာသောတာပန်ဖြစ်ပြီးတော့နောက်အသက်50ကျော်တဲ့အခါကျတော့မှရသော်ဘုရားရဲ့အလုအကျွေးရာထူးကိုရရသော်ဘုရားအလုအကျွေးဘဝနဲ့သူအားနှစ်ပေါင်း25နှစ်ရသော်ဘုရားကိုအလုအကျွေးပြုခဲ့တယ်ပေါ့ ဲ့ဒါလို့လှုပ်ကြွေးပြုနေတဲ့အချိန်ရှန္ဒနာမထေရမြတ်စွာဘုရားဟောသမျှတရားတွေကိုလည်းလေ့လာမှတ်သားတယ်မြတ်စွာဘုရားကိုခွင့်တောင်းထားတယ်သူမပါတဲ့နေရာမှာဟောထားတဲ့တရားကိုမြတ်စွာဘုရားကသူ့ကိုပြန်ပြီးတော့ဟောပေးရအေးရှန္ဒနာမထေရမြတ်စွာဘုရားဟောထားတဲ့ဓမ္မခန္ဓာပေါင်း၈000ကိုနှုတ်တဲ့ဆောင်ခဲတဲ့ပုဂ္ဂိုလ်ဖြစ်တယ်ဘလောက်ထိအောင် လုံလောက်ဝီရိယကောင်းတယ်လဲလို့ဆိုလို့ရှိရင်ဒီမြတ်စွာဘုရားရဲ့တရားတော်တွေကို तू ကနာလဲနာတယ်မှတ်လဲမှတ်ထားတယ်နှုတ်ခလဲရွတ်ဖတ်တဲ့ဆဲတယ်စိတ်နဲ့လဲအမြဲမပြတ်နှလုံးသွင်းတယ်အတိတ်တွေကိုလည်းရှင်းရှင်းလင်းလင်းသိအောင်ကြိုးစားတယ်ဒါကြောင့်မို့ရှင်းနာနာမသိတဲ့တရားဆိုတာ မရှိသလောက် စပေကြံကံပရိယရဲ့တောင်းဝန်ကိုရှင်အနန္ဒဟာစွန်းစွန်းတမန်ထမ်းဆောင်ခဲ့တဲ့ပုဂ္ဂိုလ်လို့ဘ ਹੁ ဒုဒ္ဒအရာမှာဣတရေယာတုရတဲ့ပုဂ္ဂိုလ်သူကိုယ်တိုင်ကပြောထားတဲ့အထဲမှာမြတ်စွာဘုရားဟောတဲ့တရားလေးတွေမှာတဲ့ဓမ္မခန္ဓာပေါင်း74000ရှိတယ်7200ကိုမြတ်စွာဘုရားထံကသင်တယ်တဲ့ ຈັນແນ່2000ကိုရှင်သာရိပုတ္တရာစတဲ့ယဟန်တော်တွေကြီးကသင်ယူခဲ့ပါတယ်တဲ့အားလုံးသူ့ရဲ့တဏ္ဍမှာနှုတ်တဲ့ရနေတဲ့တရားပေါင်းမှာ8400ရှိပါတယ်ဒီလိုပြောတယ်ရသော်ဘုရားကိုဝကြည်ဥငယ်ပြုတဲ့နေရာမှာလည်းပဲလုံလဝီရိယအမတန်ကောင်းတယ်တဏ္ဍဘုရားကိုပြုစုတာမဟုတ်ဘူးညအခါမှာဆိုလို့ရှိရင် ရသော်ဘုရားနဲ့ခန္ဓာကုရီကြောင်းတော်ထဲမှာတပါးတဲ့အတုမနေဘူးသို့တော့ခက်လန်းလန်းကြောင်းမှနေပြီးတော့ရသော်ဘုရားသရင်သုံးတဲ့ခန္ဓာကုရီကြောင်းဆောင်မှုတညကို၉ချိန်ထပြီးတော့အဲ့ဒီကြောင်းကိုကြည့်တယ်။ဟောတညတညဆိုလို့ရှိရင်၉ခါလောက်အဲ့ဒီကြောင်းကိုလက်ပတ်ပြီးတော့ကြည့်တယ်။ဘာဖြစ်လို့ကြောင်းတော်နာသွားပြီးတော့တညကို၉ခါထပြီးတော့ကြည့်တယ်လဲလို့ဆိုရင် မြတ်စွာဘုရားကအလိုတော်ရှိသူအ